မန္တလေးတွင်မိုးသေးထန်စွာရွာသွန်းပြီးလေပြင်းကျခြင်းနှင့်မိုးသည်ကျွေမှုတို့ကြောင့်အဆောက်အဦပြိုကျခြင်းနှင့်အမိုးများလွင့်ကျခြင်းတို့ဖြစ်ပွားကလူတချို့ထိခိုက်ရန်ကုန်မေတဆက်မန္တလေးတွင်ယနေ့မွန်းလွဲပိုင်းမိုးသေးထန်စွာရွာသွန်းပြီးလေပြင်းကျခြင်းနှင့်မိုးသည်ကျွေမှုတို့ကြောင့်အဆောက်အဦတစ်ခုပြိုကျခြင်းနှင့်အမိုးတချို့လွှင့်ကြခြင်းတို့ဖြစ်ပွားကလူတချို့ထိခိုက်ခဲ့ကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နှင့်လူမှုကွန်ရက်တွင် သတင်းများဖော်ပြထားမှုကြောင့်သိရှိရသည် ယနေ့မွန်းလွဲ၃နာရီအချိန်မှစတင်၍မန္တလေးတမြို့လုံးတွင်မိုးတက်လေပြင်းများကြားရောက်ခြင်းမိုးသီးများကြွေခြင်းနှင့်မိုးသေးထန်စွာရွာသွန်းခဲ့ကြောင်းထို့သို့မိုးလေကျစဉ်84လမ်း30 38လမ်းအနီးတွင်ငလင်တန်ကြောင့်ထိခိုက်ထားသောအဆောက်အုံတစ်ခုပြိုကျခဲ့ပြီးလူတို့ချို့ထိခိုက်ခဲ့ကြောင်းတအိုးမှမူစိုးရိမ်ရကြောင်းထို့ပြင်အိမ်မိုးတို့ပြားများလွင့်ပြန်သွားခြင်းကြောင့်လည်းလူတို့ချို့ထိခိုက်မှုရှိကြောင်းသိရှိရသည် လေရောမိုးရောချတာတအားပဲမိုးသီးတွေလည်းကြွေတယ်အိမ်ခေါင်မိုးကို အရှိန်ပြင်းပြင်းနဲ့မိုးသီးတွေရိုက်တာ84လမ်း38နဲ့38လမ်းမှာငလျင်ထိထားတဲ့အဆောက်အုံ ပေါ်တစ်ထပ်အမိုးကြီးတစ်ခုလုံးပြိုကျတယ်လို့သိရတယ်လူနှစ်ဦးပြီးမိတာဒဏ်ရာရတာမှာတအူးကစိုးရိမ်ရတယ်လို့သိရတယ်ငလျင်ပြီးတော့မိုးရင်းဒုက္ခတွေရောက်ရအောင်မယ် ခုမန္တလေးမြို့38နှစ်38လမ်းအနီးနေထိုင်သူပြည်သူတအူးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့လူမှုကွန်ရက်မက်ဆင်ဂျာမှတဆင့်ပြောဆိုသည်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမိုးတိမ်တောင်များဖြစ်ထွန်းနေသဖြင့်မိုးတိမ်တောင်ရွေလျားရာတလျှောက်တွင် မိုးရွာသွင်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်ကြောင်းတတိပေးထားသည် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးမိုးတိမ်တောင်များကြောင့်မိုးတက်လေပြင်းများကြားရောက်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒနှွန်ကြားဦးစီးဌာနကခန့်မှန်းထားသည်